ကမ္ဘာပူဆုံးမြို့၃မြို့မှာ၆မြို့က၄ရက်ဆက်တိုက်ပါဝင်နေပြီးမလ20ရက်မှာ၆မြို့နဲ့မင်းဘူးမြို့ဟာအပူဆုံးမြို့၁၀မြို့မှာပါဝင်နေတယ်လို့ကမ္ဘာမိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Eldorado Weather ရဲ့မလ20ရက်မိုးလေပိုင်းဖော်ပြချက်အရသိရပါဗျ။ မကွေးတိုင်းဒေသကြီးမှာပါဝင်တဲ့6မြို့ဟာမလ18ရက်ကစတင်ပြီးကမ္ဘာအပူဆုံးမြို့တွေမှာစတင်ပါဝင်ခဲ့တာဖြစ်ပြီးမလ20ရက်မှာအဆင့်3နေရာမှာရပ်တည်ခဲ့တာကိုတွေ့ရပါတယ်6မြို့ဟာမလ18ရက်ကစတင်ပြီးအဆင့်1နေရာမှာဇက်တိုက်ရပ်တည်ခဲ့ပြီးတဲ့နောက်မလ20ရက်မှာတော့အဆင့်3နေရာကိုပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ် မလ20ရက်မှာချောင်းမြို့မှာ43.4ဒီဂရီစင်တီဂရိတ်နဲ့အဆင့်3နေရာမှာ၎င်းမင်းမှုမြို့ဟာအဆင့်9နေရာမှာရပ်တည်ခဲ့ပြီးအပူချိန်42.8ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်လို့သိရပါတယ်။မလ20ရက်မှာကမ္ဘာအပူဆုံးမြို့ဟာမာလီနိုင်ငံမော်ရာမြို့ဖြစ်ပြီး44.1ဒီဂရီစင်တီဂရိတ်ရှိကြောင်းအဆင့်နှစ်နေရာမှာနိုင်ဂျာနိုင်ငံကတီလာဘီရီမြို့ဖြစ်ပြီး44ဒီဂရီစင်တီဂရိတ်ရှိကြောင်းအဲဒိုရာဒိုဝေဒါရဲ့ဖော်ပြချက်အရသိရပါဗျာ။ ကမ္ဘာပူဇုံမြို့၁၀မြို့မှာမာလီနိုင်ငံကမြို့၂မြို့မြန်မာနိုင်ငံကမြို့၂မြို့ထိုင်းနိုင်ငံကမြို့၁မြို့နိုင်ဂျာနိုင်ငံကမြို့၄မြို့နဲ့ဆီနီဂေါနိုင်ငံကမြို့၁မြို့တို့ပါဝင်ကြောင်းအက်ဒိုရာဒိုဝေတာရဲ့ဖော်ပြချက်အရသိရပါဗျ။ မလ20ရက်ကစတင်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ဒေသတချို့မှာမိုးနှင်းငယ်ရွာသွန်းပြီးအပူချိန်တွေရောကြလာနိုင်တယ်လို့မိုးလေဝသလေးလာစောင့်ကြည့်သူအိုးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။မလ21ရက်ကနေ24ရက်အတွင်းရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးအနှင်းငယ်ကနေအသင့်အင့်ရွာနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာတိမ်အသင့်အင့်ဖြစ်ထုံးပြီးနေ့အပူချိန်တွေအနှင်းငယ်ရောကြလာနိုင်ပါမယ်လို့အိုးဝင်းနိုင်ကရေးသားထားပါတယ်။